မင်္ဂလာညချမ်းပါ2025ခုနှစ်မလ28ရက်နေ့ Radio Energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမော်ပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ Federal အစိုးရနဲ့ Federal Unit အစိုးရတွေကြားလုံပိုင်ခွေအာနာခွဲဝေတုံးဆွဲမှုကိုစနစ်တကျပြင်ဆင်ထားကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ Federal ဆိုရနဲ့ Federal Unit ဆိုရတွေကြားမှာလုံပိုင်ခွေအာနာခွဲဝေတုံးဆွဲမှုကိုစနစ်တကျပြင်ဆင်ထားကြဖို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားပါတယ်။ မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါရယ်စကိုင်းဖရဲယူနစ်လွှတ်တော်နဲ့ဂျာကာလာအခြေခံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအသေးစိတ်တွေဆွေးနွေးနေပြီဖြစ်တာကြောင့် ဝင်းကြီးဌာနတွေအနေနဲ့ဖရဲဆူရနဲ့ဖရဲယူနစ်ဆူရတွေကြားလုံပိုင်ခွင့်အာဏာကိုဘယ်လိုခွဲဝေသုံးစွဲကြမလဲဆိုတာတွေကိုတည်တည်ချာချာပြင်ဆင်ထားစေခြင်းမှကြောင့်အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ရင်မူဝါဒပိုင်းရောအကောင့်ထဲပေါ်ဆောင်မှုပိုင်းရောတိတိမိမိလုံလုံနိုင်ဖို့ရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဌာနတစ်ခုချင်းစီမှာလိုအပ်ရင်လိုအပ်သလိုလူစွမ်းအားအရင်းမြစ်တွေဖြည့်တင်းကြဖို့လိုသလိုဌာနအချင်းချင်းပေါင်းဆက်မှုအပိုင်းမှာလည်းပုံမအားကောင်းစွာနဲ့ပေါင်းဆက်လှုံ့ဆော်နိုင်မှာဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောပါရယ်။စီဝေတို့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ဦးဆောင်ကပြည်ထောင်စုဝန်ကြီးများဒုတိယဝန်ကြီးများမြေရန်အထွန်းဝင်များတွဲဖက်တွဲဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရယ်ရှင်။ဆက်လက်ပြီးငလျင်တရင်တတိပေးချက်ထုတ်ပြန်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ 2025ခုနှစ်မလ28ရက်နေ့မြန်မာစံတော်ချိန်မွန်းလွဲ12:50မိနစ်ခန့်ဝန်းကျင်တွင်မြန်မာနိုင်ငံအတွင်းရှိစကိုင်းမြို့၏အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာအင်အား9.8ပမာဏရှိ အလွန်အင်အားပြင်းတဲ့ငလျင်လှုပ်ခတ်ခဲ့ပါတယ်။အဆိုပါငလျင်သည်အနက်30ကီလိုမီတာတွင်ဗဟိုပြုနေပြီးဇောက်တဲငလျင်အမျိုးအစားဖြင့်ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို၊ထိုင်း၊မြန်မာနှင့်တရုတ်နိုင်ငံတို့မှတက်ရောက်မှုရှိခဲ့ပါတယ်။ပထမအကြိမ်ငလျင်လှုပ်ခတ်ပြီး12မိနစ်ခန့်အကြာ ကိုင်းမြို့တောင်ပပိုင်း18ကီလိုမီတာခန့်အကွာတွင်ဗဟိုပြု၍အင်အား6.4ဖြင့်အတော်အသင့်အင်အားပြင်းသည့်ငလျင်နောက်တစ်ကြိမ်ထပ်မံလုခတ်ခဲ့ပါသည်။နောက်ဆက်တွဲငလျင်များလည်းဆက်လုံနိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့နဲ့ငလျင်ပေးအနေနဲ့ဆက်လင်းပြီးဆောင်ရွက်ရှောင်ရွက်နဲ့သတိပြုရန်ချက်များကို NGO လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲဥညီဌာနတွေဝေမျှထားပါသည်။နောက်ဆက်တွဲငလျင်တွေဆက်လုံနိုင်တဲ့အတွက်သတိပြုနေထိုင်ကြဖို့ NGO ကရေးပေါ်သတိပေးထုတ်ပြန်လိုက်ပါသည်။ လွန်အားပြည့်တဲ့ငလင်မို့နောက်ဆက်တွဲငလင်တွေဆက်လုံနိုင်ကြောင်းနဲ့သတိပြုနေထိုင်ပါငလင်ပေးရဲ့အနေနဲ့ဆက်လင်ပြီးမလတ်ငှရဲ့နေ့ကပို့စတင်ထားတဲ့ဆောင်ရန်ရှောင်ရန်နဲ့သတိပြုရန်ချက်များကိုဖော်ပြထားပါတယ်လို့လူသားစာနာဝန်ကြီးဌာနမှဒုဝင်ကြီးငိုင်းထံမောင်းကဆိုထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကောင်စီတက်စစ်ကြောင်းမှထွက်ပြေးလာတဲ့ခလာရ103မှယာယီတရင်မှုပုံမှုတင်ထိုက်အားဖန်စီရမွေစစ်စစ်မင်းမြတ်နေတဲ့သတင်းဖြစ်ပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းမှထွက်ပြေးလာတဲ့ခလာရ103မှယာယီတရမှုပုံမှုတင်ထိုက်အားဖမ်းဆီးရမိပြီးစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်ဖက်ဆစ်စကောင်စီတက်ခလိုင်းရ103မှယာယီတရင်မှုဘုံမှုသိမ်းထိုက်အားဖန်စီရမိမှုနဲ့ဆက်လင်၍မလ28ရက်ဘိတ်ခင်အမှတ်1တရင်ကသတင်းထုတ်ပြန်ပါရတယ်။၎င်းဘုံမှုအားမလ26ရက်မနက်ပိုင်းပြည်ထောင်စုလမ်းမပေါ်ရှိဒေါ်လင်းတံများပူပေါင်းကိတ်မှာရင်းများစစ်ဆေးရင်ဖန်စီရမိခဲ့တာလို့သိရပါရတယ်။ ယာယီတရင်မှုပုံမှုတိန့်ထိုက်ဟာရက်သားဟန်ဆောင်ကခီးတဲ့တရင်မှတဆင့်ရန်ကုန်သို့ထွက်ပြေးရန်ကြိုးစားတာလို့သိရပါတယ်ရှင်။ဆက်လက်ပြီးမိမိတို့ဒေသကြီး80ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ Zolan People's Defense Force အသိပေးတဲ့သတင်းကိုလည်းတင်ပြပေးပါဦးမယ်။မိမိတို့ဒေတာရဲ့80ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ Zolan People's Defense Force ကအသိပေးဆိုပါတယ် အကြမ်းင်းချင်းတွင်မြန်မာနိုင်ငံနောက်တောင်ပိုင်းချင်းပြည်နယ်ရှိဇိုမီဖရယ်ပြည်တော်စုဇိုလန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဇိုမီဖရယ်ယူနီယံဇိုလန် People's Defense Force တီထောင်ချင်း၄နှစ်မြောက်နှစ်ပတ်လည်နေ့တို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ 2021အာနာသိမှုပြည်တွင်ဒူမီတနက်များဖြင့်စတင်တော်လှန်ခဲ့ရသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်ယခုအခါစနေတကြားစုစည်းထားသောတော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ်တိုးတက်လာခဲ့ပြီဖြစ်ပါသည်။ဒေသခံတော်လှန်ရေးဖွဲ့များနှင့်ပူးပေါင်းပြီးစစ်ကောင်စီနှင့်ကာလရှည်ကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ယခုအခါမိမိတို့ဒေသ၏80ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ချင်းမီနယ်ရင်ကိုပိုင်လွတ်လပ်ခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးအိမ်မက်ကိုတဖြည်းဖြည်းကောင်းထဲပေါ်လာနိုင်ပြီဖြစ်တယ်လို့ Zolan People's Defense ဘုတ်ကဆိုပါတယ်ရှင်။ ရဲသားတဦးကိုမှားယွင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်အတွက်ပြည်ပရေးယူတာကိုတာဝန်ယူမှုတာဝန်ခံမှုပြည်နဲ့လိုက်နာဆောင်ရွက်သွားမယ်လို့အောင်လံပကဖပြောကြားတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ မကွေးတိုင်းအောင်လံမြို့နယ်ချင်းဆိုင်ကပ္ပဆဆန်ငါကစကောင်းစီတပ်ဖွဲ့ဝင်အေဘာကြီးခေါ်ရဲဝင်းခိုင်ကိုပစ်ခတ်ရှင်းလင်းချိန်မှာရဲသားတအုပ်ကိုမှားယွင်းပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီးအပြစ်ပေးရေးယူတာကိုတာဝန်ယူမှုတာဝန်ခံမှုဖြစ်နဲ့လိုက်နာဆောင်ရွက်သွားမယ်လို့အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြို့သားညီညွတ်အစိုးရကာကွယ်ဝန်ကြီးဌာနအမတ်တစ်စစ်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့အောင်လံကမလ29ရက်နေ့စွဲနဲ့ဝန်ထဲကျောင်းတဝန်လွှာထုတ်ပြန်ရမှာခုလိုထဲသွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။ အောင်လမြတ်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကအောင်လမြတ်ခြေဆိုင်ကပ္ပဆာ15ကစစ်ကောင်းစီတပ်ဖွဲ့ဝင် AVG ခေါ်ရဲဝင်ခိုင်ကိုအောင်မြေကုန်းချေရွာနဲ့ရွာမထုံချေရွာကြားမှာ လ26ရက်နေ့မနက်6:40ခန်းမှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ဇိုဝါဖြစ်စင်မှာရွာမထုံးချေရွာကဥအောင်တန်းဦးဆိုတဲ့ရဲသားပြည်သူတို့လည်းမှားရင်ပြစ်ခတ်ခံခဲ့ရတယ်လို့ဒေသနေပြည်သူတွေကပြောပါဗျ။အေဘာချီကိုရဲဝင်းခံကိုပြစ်ခတ်ရှင်းလင်းမှုပြင်ဆင်နေချိန်မှာဥအောင်တန်းဦးရဲ့ဆိုင်ကယ်ဟာအေဘာချီရဲ့ဆိုင်ကယ်နဲ့ရှေ့စင်းနောက်ဆင့်ဖြစ်နေတာပြူစောထီလို့ထင်မှတ်မှားခဲ့တာတွေကြောင့်ပြစ်ခတ်ရှင်းလင်းမိတာလို့အောင်လမြွတ်နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကပြောပါဗျ။ မြေပြင်တရင်တွေနဲ့နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေရာဥအောင်တအူးအနေနဲ့ပြူစောတိတင်းနဲ့တက်ရောက်ထားသူမဟုတ်ကြောင်းသိရတဲ့အတွက်အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ကာယကံရှင်မိသားစုနဲ့ထပ်တူထပ်မြဝမ်းနည်းရကြောင်းနဲ့စိတ်မကောင်းခြင်းများစွာနဲ့တောင်းပန်ကြောင်းအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်တဲ့ရင်ကတော့လူမှုတော်လိုင်းအားစု PRA မကွေဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်အထိမ်းအမှတ်သို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကျောင်းသားတက်မတော်မှတောင်းဝန်လွှာပေးပို့တဲ့တဲ့တွင်ဖြစ်ပါတယ်။လူထုတော်လိုင်းအင်အားစု PRA မကွေဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်အထိမ်းအမှတ်သို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကျောင်းသားတက်မတော်မှတောင်းဝန်လွှာတရက်ကိုမလ28ရက်မှာပေးပို့ခဲ့ပါတယ်။တောင်းဝန်လွှာတွေဖော်ပြချက်အရလူထုတော်လိုင်းအင်အားစု PRA ၏ နိုင်ငံရေးမှန်းချက်များပေါင်းမြောက်အောင်မြင်နိုင်ရေးအတွက်ခိုင်မာသည့်အခြေခံမူများချမှတ်နိုင်ခဲ့ပြီဖြစ်သည်နှင့်အညီတိုင်းသားလူမျိုးပေါင်းစုံပြည်သူတရားလုံးနှင့်အတူတကွလက်တွဲတိုက်ပွဲဝင်ရင်အောင်ပွဲများရယူစုခုနိုင်ပါစေလို့ဖော်ပြထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတောက်မင်းတီဟန်နဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။